ရောနီကာရဲ့ထုတ်ပွဲကြီးလာမလားမလားဘူးလားဇေဝဇဝဖြစ်နေတဲ့ကြားတွေကဒီကနေ့မှာတော့ one championship ကနေဘရောနီကာရဲ့ထုတ်ပွဲကြီးကိုအသိပြုလိုက်လို့တနိုင်ကလုံးဝပြည်သက်တွေကတော့တော်တော်လေးကိုဝမ်းသာနေကြပြီပဲဖြစ်ပါတယ်။တန်းစီရဲ့ထုတ်ပွဲကြီးကိုမကြဘူးမြန်မာ fighter တွေထဲမှာနောက်ထပ်တန်းစင်တို့ one friday fight နဲ့နိုဝင်ဘာလခနီးရနေ့မှာထုတ်သက်ရမယ်ပွဲနဲ့သူမြန်မာ fighter တွေလည်းအများကြီးပါလာမယ်လို့သတင်းတွေထွက်လာပြီးမကြဘူး။ ကျွန်တော်တို့ Bronica ရဲ့အပွဲကအစကတည်းက159မှာပါလာခဲ့ပေမဲ့เนาะအဲ့ဒီ159မှာမထဲပဲနဲ့နောက်ဆုံးလိုက်ပြီးဖြစ်ကြောင်းရှေ့တိုးလိုက်ပြီးဖြစ်ကြောင်းမြေမြို့သတင်းတွေထွက်ပေါ်လာတဲ့ကြားတွေကနေဒီကနေ့မှာတော့ဒါအသန်းစင်တို့နဲ့တပွဲတွေပဲ1 Friday 5မှာဒါ Bronica ကထုတ်သက်ရမယ်ဆိုပြီးတော့ဒါ poster နဲ့တကွာဒါ World Championship ကနေအတည်ပြုလိုက်ပြီးပဲဖြစ်ပါတယ်တနိုင်ကန်လုံးကပြည်သက်တွေကတော့တော်တော်လေးကိုဝမ်းသာနေကြပြီးကြိုးစားဝင်းပါ1 Friday 5မှာ တပွဲထဲမှာမြန်မာ fighter 3ယောက်ကိုမြင်တွေ့ရမယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်လာမှုနဲ့သူအခုနှစ်ပွဲကတော့အတိပြုလိုက်ပါပြီတကယ်လို့မှအားရစရာကောင်းနေရပါဘရိုနီကာဟာဒီပွဲဟာသူ့ဘဝရဲ့ပထမဦးဆုံးခစ်ပေါ့စင်ပွဲကိုထိုးသက်ရမှာပြီဖြစ်ပါတယ်သူထိုးသက်ရမယ့်အနီစာမက်ဆန်ဟာတကယ်လို့မှဒါဝိုင်း fighter တယောက်ဖြစ်တဲ့အလေးထိုးပါဝါရှိတာပါเนาะတော်တော်လေးကိုလည်းဒါ ဒါကြောင့်မလို့ပေါ့လေဒီဝဲဝင်နိုင်လို့ရှိရင်တကယ်လို့မှချန်ပီယံစိန်ခေါ်ခွင့်နဲ့ဒါဘရိုနီကာကြီးကနီးကပ်သွားပြီဖြစ်တဲ့အတွက်เนาะဒါကျွန်တော်တို့ဘယ်လိုပြောရမလဲ1ချန်ပီယံရှစ်ဘက်ကနေလေဒါမွေထိုင်းလဲစမ်းထားရေဒီတက်ကကြတော့အခုခစ်ပေါ့ဆင်စမ်းမယ်ပေါ့နော်ပြီးတက်ကကြရင်တော့ဒါချန်ပီယံစိန်ခေါ်ခွင့်နီးစပ်သွားပြီလို့ကျောင်းနေနေပြောလို့ရရေပေါ့ဆိုတော့ကျွန်တော်တို့ဘရိုနီကာနဲ့ထိုးသက်ခဲ့တဲ့ဂျူနီယာဖက်ဒက်ဆိုရင်အခုဘရိုနီကာရဲ့လက်သီးချက်နဲ့နှာခေါင်းယိုးကလုံးဝပြန်မကောင်းနိုင်တာဖြစ်တဲ့အတွက် ဒီအဝမ်ချန်ပီယံရှစ်ကနေရာသက်ပတ်အနားယူလိုက်ပြီပေါ့လေတကယ်ကိုမှစိတ်မကောင်းဘူးအခုဒါဘရိုနီကာကတော့ခစ်ပေါင်စင်သူပထမဆုံးထိုးသက်ရမှာဖြစ်ပါမယ်လေဒီဝဲကိုမရရအောင်အနားယူပြပြီးတော့မြန်မာနိုင်ငံမှာချန်ပီယံဖြစ်လာမယ်သူအနေနဲ့အကောင်းဆုံးကြိုးစားပြမယ်ဆိုပြီးတော့ပရိသတ်တွေကိုပြောထားတယ်လုံးဝထင်မှမထားပဲဘရိုနီကာရဲ့ပွဲသန်းစင်ရဲ့ပွဲကျော်စာရင်းရဲ့ပွဲကျော်စာဝင်းရဲ့ပွဲเนาะဒီရက်ထဲမှာကြည့်ရရင်တော့ပရိသတ်တွေရင်ကုန်ကြသလားပြောခဲ့ကြပါအောင်เนาะ